ကျမတို့နေထိုင်တဲ့ပင်လုံအင်ယာမှာရေဘေးကြုံနေရလို့အခက်ကြုံနေရတယ်ဆိုတဲ့အကြောင်းပြပြလာခဲ့တဲ့တရုတ်ဆောင်ခင်စားကြီးကျော်မင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်ခင်စားကြီးကျော်ကတော့ single မာသားတယောက်အနေနဲ့ရက်တီနေသူဖြစ်ပြီးတာချီဖုံမင်းနေလာနဲ့တမင်းငယ်ထင်သစ္စာတို့ကိုဖြောင်းမတ်မှန်ကန်တဲ့လမ်းကြောင်းတွေပေါ်ကိုရောက်နိုင်ဖို့အတွက်အကောင်းဆုံးလမ်းပြပေးနိုင်တဲ့မိခင်တယောက်လည်းဖြစ်ပါတယ်အခုနောက်ပိုင်းမှာတော့ခင်စားကြီးကျော်က ဇလန်းတွဲတွေနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာမကြာခဏပါဝင်ခွင့်ရရှိလာခဲ့ပြီးအောင်မြင်မှုတွေပြန်လည်ရရှိလာချိန်လို့ပြောရမှာလည်းဖြစ်ပါတယ်။ခင်စာကြည်ကျော်တို့မိသားစုလေးကတော့ရန်ကုန်မြို့မြောက်တကုံပင်လုံးအိမ်ယာမှာနေထိုင်ရတာဖြစ်ပြီးမိုးရသည့်အစာပဲရှိသေးပေမယ့်ရေပင်းနဲ့ကြုံတွေ့နေရတဲ့ဆိုတဲ့အကြောင်းခင်စာကြည်ကျော်ကသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်အတီးပေးလာခဲ့တာလေးဖြစ်ပါတယ်။ခင်စာကြည်ကျော်ကကျမတို့ပင်လုံးအိမ်ယာမှာရေပင်းနဲ့တွေ့တာ၃ရက်ရှိပါပြီရှင်။ ်မေလ26 29 28ရက်နေ့ဒီနေ့အစိုးဆုံးမှာညနေ၄နာရီဆိုရေဒီတက်လာပြီးည9နာရီမှရေခပြန်ကြတာပါတော်တော်ကိုဒုက္ခရောက်ပါတယ်ရှူတင်ကပြန်လာတဲ့အချိန်လမ်းထဲမှာရေတွေဝင်နေလို့ကားကိုလမ်းထိပ်မှာထားခဲ့ရပြီးအိမ်ထဲကိုရေတွေကြားထဲကနေလမ်းလျှောက်ပြီးပြန်လာရပါတယ်ဒီလိုမျိုးကြီးကြုံနေရတာအဆင်မပြေပါဘူးဆိုပြီးတော့ခင်စာကြီးကျော်ကပြောလာခဲ့တာလည်းဖြစ်ပါတယ်အခုဆိုရင်တော့မုတ်တုံမူရဲ့အစပဲရှိသေးတယ်ဆိုပေမဲ့ ရန်ကုန်မြို့ရဲ့လူကုန်းတန်းအတိုင်းဝိုင်းတွေအများဆုံးနေထိုင်ကြပြီးတိမ်တောင်းနဲ့ချီတဲ့နေအိမ်ခြံဝိုင်းတွေမှာတော့မှမိုးရသည့်အစာမကလေးကရေတွေတလဟောင်းဝင်လာလို့ညတော်ကုန်ဘက်ကပြည်သူတွေအားလုံးအဆင်မပြေဖြစ်နေကြရတာလည်းဖြစ်ပါတယ်မေဘောဘောဘော စစ်လေပရောဝင်တာပဲစစ်ဘာလို့လဲဒီမှာငါ့ကိုရှောက်ရိုက်နေတယ်ဒီမှာဟုတ်老早老早，你回来都怕嘞。你不对吧？我明明明那多阿妹，哎，把这那丫嘛淹没你嘞。妈，只有看我一年少白一年都骗你嘞。阿妹，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 我都明白好嘞。怕呗，我 Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn